ရာယုံမှာလက်ပြနှုတ်ဆက်ခဲ့ရတဲ့ညနေတွေအကြောင်း August Chino ဒီပြောင်းလာပြီးနှစ်လလောက်အကြာမှာ तू နဲ့တွေ့တယ်တင်တာကတွေ့တာပါပဲ तू ကစကားမပြောတတ်ဘူးလို့ကျွန်တော်ပြောတယ်အစဘာသာစကားမပေါက်လို့များတမင်ညာပြောသလားဗော ပထမဆုံးအချိန်အပြင်မှာတွေ့တော့သူကတကယ်ပဲစကားမပြောတတ်ဘူးကျွန်တော်တို့တွေအမူအရာနဲ့ပဲဆက်သွယ်ကြတယ်ရှုပ်ရှုပ်ထွေးထွေးတွေဆို Google Translator သုံးရတယ်သူနဲ့ Google Translator သုံးရတာပို့ကြတယ်ဘာလို့ဆို သူများတွေကအတန်နဲ့ပြောပြီးဘာသာပြန်ခိုင်းတာပြီမဲ့သူနဲ့ကြသူရောကျွန်တော်ရောစာရိုက်ပြီးစာဖတ်ရတဲ့အတွက်ပဲဒါပေမဲ့လေကျွန်တော်တို့ နောက်တစ်ခေါက်ထပ်တွေ့ကြတယ်ဒုတိယတစ်ခေါက်သူမျက်မှန်သွားလို့တာကျွန်တော်လိုက်ပေးတာညနေရုံစင်းတော့သူကျွန်တော်အိမ်နားလာတယ်အဲ့အချိန်ကထူးဆန်းတယ်ကုံတိုင်းတစ်ခုလိုမှလူသံစက်သံတချင်းသံတွေထွက်နေပြီမဲ့သူနဲ့ကျွန်တော်ပဲရှိတဲ့နေရာလေးမှာကွက်ကွက်လေးတိတ်ဆိတ်နေတယ်ကျွန်တော်တို့ကဘောလုံးကြီးနဲ့က ဘောလုံးလေးတွေရောက်နေတယ်လို့ခံစားရတယ်။ကျွန်တော်သူ့ကိုကြည့်နေတဲ့အချိန်ဆိုအရာအားလုံးကတိတ်ဆိတ်နေတယ်။သူ့စီကမျက်လုံးလွှဲလိုက်တာနဲ့ပဝန်းကျင်ရအတန်နေအကုန်နားထဲဝင်လာတယ်။သူ့ကိုကြည့်လိုက်ရင်ပြန်တိတ်ဆိတ်သွားပြန်ရော။သူနဲ့ကျွန်တော်နဲ့စကားတွေပြောနေကြတယ်။လဟန်ချီဟန်နဲ့ရောဖုန်းနဲ့ရော ဘလို့ပဲဖြစ်ဖြစ်တယောက်ကိုတယောက်နားလည်နေကြတယ်။သူကကျွန်တော်ပခုံးကိုမတိမတာမှီပြီးဆက်လီကားပေါ်ကနေအတူတက်လာတယ်။နောက်တော့တချင်းတန်ကြီးပို့ကျဲလာတယ်။ကျွန်တော်စိတ်ထဲကျွန်တော်တို့ကရုပ်ရှင်ကားတကားတွေရောက်နေတယ်လို့ခံစားလာရတယ်။ဖူခေါနာကစန်းတယောက်ကိုចောင်းသူလေးတယောက်ကစတီးတယ်။နောက် ဒဲအိုးဇွန်းနဲ့ခောက်တန်းဖန်ကွက်ချင်းထိတန်းဇွန်းတန်းရီတန်းတွေနောက်ခြေတန်းတွေနောက်အယောင်တွေသူကအနီရောင်အဝါရောင်နဲ့အစိမ့်နုရောင်လိုင်းပါတဲ့မီးပွင့်ဂျာကင်ကိုဝတ်ထားတယ်ကျွန်တော်အပါဝင်ပတ်ဝန်းကျင်ရလူတိုင်းကအဖြူမီးကူအညိုတွေဝတ်ထားတယ်ကျွန်တော်မျိုးလုံးထဲမှာ သူတယောက်တည်း အယောင်တောက်နေတယ်။နောက်ပတ်ဝန်းကျင်တစ်ခုလုံးကဂီတတန်တွေဖြစ်လာတယ်။သူရည်နေတာကိုအနှေးပြားခွက်နဲ့မြင်နေရတယ်။သူလည်းကိုကျွန်တော်ဖမ်းဆုပ်ပြီးကုံနိုင်နာကပန်းကျင်စီအပြေးတစ်ပိုင်းခက်မြန်မြန်ထွက်လာတယ်။ကျွန်တော်ခြေထောက်တွေကတီးလုံးတွေလိုအလိုလိုစီးကျက်လိုက်နေတယ်။ကျွန်တော်နှစ်ယောက်ကိုမျိုးစကေရုပ်ရှင်တစ်ခုကလိုက်ဝါမျိုးဖို့ စ조사နေတယ်လို့မျိုးပါပဲ။နောက်မြက်ခင်းပြမောမှာသူ့ကိုတစ်ပတ်ဆွဲလက်နောက်လှန်ချပြီးပြန်ဆွဲယူပြီးကျွန်တော်ဖတ်ချလိုက်တယ်။ "तू อ่ะဘာတော့"ဆိုပြီးမူရလှုပ်ပြပြီးရည်နေတယ်။ရည်တန်တော့မထွက်ပါဘူး။စိတ်ထဲကျွန်တော်တို့အတန်တိတ်ရုပ်ရှင်ကားတွေကိုလုံးဝရောက်သွားတယ်လို့ခံစားရတယ်။နောက်အကအပြန် ကျွန်တော်အိမ်မှာသူရေလိုက်ကူးတယ်။သူကရေကူးအတော်ကျွမ်းတယ်။ရေထဲမှာလူကနေလွန့်ကနေငားတကောင်လိုပဲ။ညာကျေလည်းမရှိလလည်းမထွက်ဘူး။ခဝဲဝဲကမိအောင်နေ ਉ သူပခုံးပေါ်တင်နေတဲ့ရေဆက်သီးလေးတွေရတဆင့်မြင်နေရတယ်။ကျွန်တော်သူ့လောက်ရေကူးမကျွမ်းဘူး။ရေကန်ပေါင်းမေးတင်ပြီးသူနဲ့ကျွန်တော် မီးရောင်တလက်လက်နဲ့မြို့ကိုငေးကြည့်ကြတယ်။ဘာစကားမှတော့မပြောပြဘူး။ပြောလို့လည်းမရဘူး။နောက်တော့သူယထာဘောတက်သွားတာကိုကျွန်တော်တေချာစောင့်ပြီးမှအိမ်ပြန်လာတယ်။အိမ်ပြန်ရောက်တော့သူ့ကိုညနေကမျိုးစေကရုပ်ရှင်ထဲရောက်သွားတယ်လို့ခန်းစားရတဲ့အကြောင်းကိုအရင်ပြောပြခြင်းတယ်။ဒါပေမဲ့ကျွန်တော်မပြောသင့်ဘူးလို့ဆုံးဖြတ်လိုက်တယ်။ သူနဲ့ကျွန်တော်နဲ့ကဘတော်မှဘေးချင်းအတူရှင်လမ်းလျှောက်ရင်လှဲရင်ထိုင်ရင်စကားဘတော်မှပြောလို့ရမှာမဟုတ်ဘူးကျွန်တော်နှစ်ယောက်ဆက်သွယ်ဖို့တယောက်ကိုတယောက်မြင်နေရဖို့လိုတယ်ညညကျွန်တော်တို့ဗီဒီယိုကောခေါ်ရင်ဘေးရကြည့်နေတဲ့သူတွေအတွက်အတော်ရီးရမလားပဲကျွန်တော်တို့ကအသံမထွက်ပဲတယောက်ကိုတယောက်ကြည့်ရင်ဆက်သွယ်ကြတယ်ဘာကြောင့်မှန်းမသိစကားပြောစရာမလိုပဲ အနည်းနဲ့များဆက်သွယ်လာနိုင်တယ်။စကားအရှိဆိုရင်တော့ထုံးစံအတိုင်း Google Translator နဲ့ပေါ့။တရက်နေလို့တိတ်မကောင်းဘူးဆိုလို့သူ့ရုံးကိုကျွန်တော်မုတ်သွားပို့တယ်။ကျွန်တော်စိုက်ကယ်ပေါ်ကဆင်းလာပြီးသူ့နဲ့ပြေးတွေ့ပြီးမျက်နှာချင်းဆိုင်တာနဲ့ဖုန်းကိုစီထုတ်ပြီးစကားပြောရတယ်။တချင်းနားထောင်ရတာကြိုက်လားတဲ့။ तू ကမေးဘူးတယ်။ ။တခြင်းနားထောင်ရတာလည်းကြိုက်တယ်။တယောက်ယောက်စာဖတ်ပြတာနားထောင်ရတာလည်းကြိုက်တဲ့အကြောင်းသူ့ကိုမပြောပြဘူး။အဲ့ဒီစာတရက်မှာကိုကမြက်ခင်းမြင်းကြီးထဲမှာလှဲရင်တိမ်နေုံငေးရင်စကားပြောရတာကြိုက်တဲ့အကြောင်းလှုပ်ကနေထွက်သွားမိတယ်။အဲ့ဒီကသူကျွန်တော်ပခုံးကိုအကြာကြီးမိထားတယ်။သူအိမ်ပြန်လိုက်ဖို့တော့ ကျွန်တော်လက်ကိုအကြာကြီးကင်ထားတယ်။သူ့ကိုကျွန်တော်အမြဲအိမ်ပြန်လိုက်ပို့နေကြ။သူကသူ့အခွင့်ရေးရယထားကိုအလကားစည်းခွင့်ရတယ်။ကျွန်တော်ကတော့မရပါမယ်။လက်မှတ်ဝယ်ပြီးသူ့ယထားပေါ်တက်တဲ့အထိလိုက်ပို့တယ်။ယထားထွက်တဲ့အထိစောင့်ပြီးနှုတ်ဆက်နေကြ။ကားလန်ကအတန်းနေစုပြီး ကားရီစိုက်ကယ်ရီရှုပ်တော့ ကျွန်တော်ကလမ်းကူးရင်နည်းနည်းကြောက်တယ်အဲ့တော့ကားလမ်းကူးရင် तू ကအမြဲကျွန်တော်ပခုံးပေါ်လက်တစ်ဖက်တင်ပြီးကူးတက်တယ် तू ကအသံနေဦးတူတူလေးမှတူတူလေးပဲကြားရတော့ကြောက်စရာမလိုဘူးတဲ့ကျွန်တော်လေ sign language ကိုသမင်းစားရေတော့ပြောတက်လာတယ်သူနဲ့ကျွန်တော်လက်ချောင်းတွေကိုသုံးပြီးစကားတွေအများကြီးပြောကြတယ် လက်ချောင်းတွေပုံစံလှုပ်ရှားမှုထိတွေ့တဲ့အစိတ်ပိုင်းတွေကိုလိုက်ပြီးဘာသာစကားကြီးတစ်ခုလုံးကိုဖန်တီးလို့ရတယ်ဆိုတာကျွန်တော်အမြဲတအံ့တအောဖြစ်ရတယ်သူနဲ့ကျွန်တော်ပန်းချန်နဲ့မျက်နှာချင်းဆိုင်ထိုင်ကြတယ်စားတောက်ဆိုင်မှာမျက်နှာချင်းဆိုင်ထိုင်ကြတယ်ရေကူးကန်ထဲမှာမျက်နှာချင်းဆိုင်ပြီးမျက်လုံးချင်းပဲဆက်သွဲကြတယ်ကျွန်တော်တို့တချင်းအတူနားမထောင်ဘူးစာမဖတ်ကြဘူးရုပ်ရှင်အတူမကြည့်ဘူး အိမ်နာပန်းချံရဲ့ကျွန်တော်အခန်းရဲ့သူ့အခန်းရဲ့ကျွန်တော်အိမ်ရရေကူးခံရမှာပဲကျွန်တော်တို့စုံညတယ်ကျွန်တော်အခန်းပေါ်နေလေသူရင်းနှီးတယ်ဘဲသွားသွားဘာလုပ်လုပ်နေ့တနေ့ရဲ့အဆုံးသက်ကတော့အမြဲတမ်းဘူဒာယုံပါပဲကျွန်တော်ကသူ့ကိုအမြဲလက်ပြပြီးကြံခဲ့တယ်တဖြည်းဖြည်းနဲ့ရေကူးခံထဲမှာသူကျွန်တော်ကို ထထဖတ်တာတွေကပိုတင်းကျက်လာတယ်ကျွန်တော်အခန်းပေါ်တွင်နေစကားပြောရင် तू ကျွန်တော်နှကန်းတွေကိုတေးချငေးကြည့်ပြီးလိုက်အတိတ်ပဲဖော်ဖို့ကြိုးစားတယ်ဒါပေမဲ့ဘာသာစကားမှမတူတာကျွန်တော်သူ့အကြောင်းတွေအများကြီးပြောပြတယ်သူတခြားသူတွေကိုတိတ်မပြောပြတာတွေတောင်ပါတယ်တဲ့မိသားစုအကြောင်းငငယ်ရအကြောင်းသူကပြောတယ်ငငယ်ရအကြောင်းပြောင်းတော့ เจ้าอ่ะလူတွေอ่ะသူเนี่ยတငယ်ချင်းဖြစ်ကျင်ကြတယ်တဲ့သူစီอ่ะနေ sign language တွေလည်းသင်ကြတယ်တဲ့သူเนี่ยအတူเจ้าเนี่ยတွဲသွားတွဲလာလုပ်ရင် လူတွေอ่ะအဲ့တငယ်ချင်းတွေကိုစိတ်ထားကောင်းနေကျင်နာတတ်တယ်ဆိုပြီးချီးကျူးကြတယ်တဲ့ဒါပေမဲ့เจ้าကအပြင်ရုပ်ရှင်သွားကြည့်တာတို့မဟုတ်စားတာတို့ဘာလို့ဆိုသူ့ကိုမခေါ်ဘူးတဲ့တမ်းမော်ရီက သူတို့လူကျင်တဲ့လူတွေစီရဲ့အမြင်တစ်ခုအတွက်သူ့ကိုအတုံးချကြတယ်တဲ့သူကပြောသေးတယ်သူကဆုံးအနာမကြဆိုပေမဲ့ရုပ်ရှင်လိုက်မကြည့်နိုင်တာဘားတွေကလပ်တွေမလိုက်နိုင်တာတော့မဟုတ်ပါဘူးတဲ့ကျွန်တော်လည်းသူ့ကိုအများကြီးပြောပြပြတယ်ကျွန်တော်ဘွားကဆောင်းဝဲကန်းထဲမှာဖြည့်စရာမရှိတော့ပေမဲ့အချိန်မပြည့်သေးလို့ထိုင်နေရသေးတဲ့လူလူခံစားရကြောင်ပြောပြတယ် ျွန်တော်မှဖြေးစရာမရှိတော့ဘူးဖြေးနိုင်တာမဖြေးနိုင်တာထက်ဖြေးစရာမရှိတော့တာဒီဆောင်ပွဲအတွက်ကျွန်တော်မှပေးစရာဘာမှမရှိတော့ဘူးဒါမဲ့လေအချိန်မပြည့်သေးတော့ဒီလောကကြီးကထွက်သွားလို့မရသေးဘူးအဲ့လိုပေါ့အနာလာတဲ့လူတိုင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါတယ်အနာမှမရှိတော့လေလိုက်မရှာပါဘူးငါဘက်ကစားပြီးဘသူကမှဘယ်တုံးကမှ စမဆွဲထားဖြစ်ဘူးတဲ့သူကပြောသေးတယ်ကျွန်တော်ကတော့ဖန်းဆုပ်ခံရမှာကြောက်တဲ့လူမျိုးပဲတယောက်ယောက်ကတခုခုနဲ့ကျွန်တော်ကိုချီနှောင်လိုက်မှာကျွန်တော်တိတ်ကြောက်တယ်နောက်ပြီးကျွန်တော်ရုန်းကန်နေရတယ်ကျွန်တော်ရှာသမျှပတ်စံတွေကနောက်တလထက်ရုန်းကန်ခွင့်ရအောင်ပဲလုံလောက်တယ်တဖြည်းဖြည်းနဲ့ ကျွန်တော်ဒီလိုရုန်းကန်နေရဖို့တတ်တတ်ကြီးအလုံးလုံးနေရတယ်လို့ခံစားရတယ်။တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကြားကတန်ရောစင်နဲ့နားလည်မှုတွေပိုပိုတိုးလာတယ်။သူ့မျက်လုံးအရွေကိုကြည့်ုံနဲ့သူ့ကိုကျွန်တော်ဖတ်တတ်လာတယ်။ကျွန်တော်တပတ်မှတစ်ခါလောက်သူနဲ့တွေ့နေတာကနေနေတိုင်းဒီပါတွေ့ကျင်လာတယ်။သူနဲ့ကျွန်တော်အလုတ်ကြောင့်တပတ်၃ငါလောက်ပဲတွေ့ဖြစ်ပါတယ်။ တခါတလေသူ့အလုပ်ကိုကျွန်တော်မုတ်သွားသွားပူတယ်။ညာတိုင်းကျွန်တော်တို့အတန်တိတ်ဗီဒီယိုခေါ်ပြောကြတယ်။ရေကူးကန်မှာဘေးထဲရပ်ပြီးကံပေါင်းပေါ်မေးတင်ငေးကြရာကနေကျွန်တော်တို့တယောက်ကိုတယောက်နောက်ကနေတိုင်းဖတ်ထားရင်ငေးကြတယ်။သူကပြောတယ်ကျွန်တော်သူ့ကိုနောက်ကဖတ်ထားရင်သူ့လေကုပ်ပေါ်ကြာလာတဲ့ကျွန်တော်ရဲ့ဝင်သက်ထွက်သက်ကိုခံစားကြည့်ုံနဲ့ ကျွန်တော်စိတ်ခံစားချက်ကူ तू ခံမနိုင်နဲ့တဲ့တညနေမှာကျွန်တော်သူ့ကိုဘူရာလိုက်ဖို့ချိန်ဘူရာလှေကားတက်နေရင် तू ကကျွန်တော်ဘက်ကိုရုတ်တရက်လှည့်ပြီး sign language နဲ့ I love you လို့ပြောတယ်ကျွန်တော်လေရုတ်တရက်ဆိုတော့အံ့ဩသွားတယ် तू ကကျွန်တော်နားမလည်ဘူးထင်ပြီး YouTube က I love you in ASL ဆိုတဲ့ဗီဒီယိုကိုပြတယ်ကျွန်တော်လဲ sign language နဲ့ပဲဟွန်းဒီတိုင်းလေးပဲနေရအောင်ပြန်ပြောလိုက်မိတယ်ပြီးတော့သူ့ကိုကျွန်တော်လက်ပြန်တွဲတော့သူကဖြုတ်ချပြီးဆက်ဖြဲဖြဲနဲ့တမင်စနောက်ပြီးလှုပ်တဲ့အမူအရာနဲ့မူတဲ့ပုံလှုပ်ပြပြီးရှေ့ကိုခက်မြန်မြန်ရှောက်သွားတယ်ကျွန်တော်က နောက်ကလိုက်ဆွဲပြီးလှမ်းဖတ်တော့သူကရီပြီးယုံနေရီတန်တော့မထွက်ဘူးပေါ့လေအဲ့ဒီမှာလေကျွန်တော်ပုံမှန်တိုင်းပဲလက်မှတ်ဝယ်ပြီးသူ့ရထားထွက်သွားတဲ့အထိစောင့်ပြီးနှုတ်ဆက်ခဲ့တယ်အဲ့ဒီနေ့ကလေအိမ်ပြန်ရောက်ကြောင်းသူစာပို့ပါတယ်နောက်တော့တိန်နေကိုငေးကြည့်ရင်စကားပြောရတာပျော်ဖို့ကောင်းမှနော်လို့သူစာပို့လာတယ် မျက်နှာချင်းဆိုင်အမဲရှိနေဘူးလူတာလေတခါတလေတော့ပျော်စရာမကောင်းဘူးနော်တဲ့သူကပြောတယ်ကျွန်တော်တို့ကသူနဲ့အတူရှိနေရတဲ့အချိန်တွေကပျော်စရာကောင်းချောင်းဘေးတိုင်းနေရနေရမျက်နှာချင်းဆိုင်နေရနေရပြဿနာမရှိဘူးလို့ကျွန်တော်ပြန်ပြောလိုက်တယ်နားထောင်နေကြတခြင်းရှိတယ်မလားတဲ့သူကမေးသေးတယ်ကျွန်တော်က You are my sunshine တချင်းကိုအတမထွက်ပဲဆိုပြတယ်။ तू ကကျွန်တော်ပါဇက်လှုပ်တာလိုက်ကြည့်ရင် तू လဲအဲ့တချင်းကိုသိတယ်တဲ့။နောက်နေ့ရက်နေတော့ तू ပုံမှန်တိုင်းရောက်လာတယ်။ကျွန်တော်လည်းကိုမလို့တန်းနီးပါကရင် ပခုံးကိုမှီထားတယ်။ရေကူးကံမှာကျွန်တော်သူ့ကိုနောက်ကနေဖတ်ထားတော့ तू က ကျွန်တော်ပဲလှဲ့ပြီအသက်ရှူတန်နေရစိတ်ဖိစည်းနေတယ်လို့ပဲစိတ်အေးအေးထားနော်တဲ့ပြန်ကန်နေကြကျွန်တော်အကြာကြီးဖတ်တယ်အဲ့ဒီညမှာကျွန်တော်ကသူနဲ့တွေ့ပြီးတခြားသွားရဖို့ဖြစ်လာတယ်အစိုးရကကြိုချင်းထားတာပါဒါဟုတ်သူလည်းသိပါတယ်သူအိမ်ပြန်ပုံရင်းနေမှာ ကျွန်တော်ကဘူရာတစ်ဖက်ချမ်းကနေသူ့အိမ်ဘက်နဲ့ဆန့်ကျင်ဘက်ကိုယထာစီသွားရမှာဘူရာရောက်တဲ့အချိန်သူ့ယထာဘက်ချမ်းကိုကျွန်တော်လိုက်တက်ဖို့လှုပ်တော့သူကကျွန်တော်ဘက်ချမ်းကိုပဲတက်ဖို့ပြောတယ်နေ့တိုင်းလိုက်ဖို့ပြီးကြံခဲ့တာဒီတစ်ခေါက်တော့နင်ယထာနဲ့ပါသွားတာကိုငါကြည့်ပြရစီလို့သူက Google Translate နဲ့ပြောတယ်ကျွန်တော်တို့ တယောက်ကိုတယောက်ဘူရာတစ်ဖက်ချမ်းစီကငေးကြည့်နေရတယ်။ကျွန်တော်ကြားမှာ Sky Train Land တစ်ခုချားနေပြီ။သူ့ယထာအရင်ရောက်လာတော့ယထာကကျွန်တော်မြင်ခွင့်ရနေသူ့ကိုကြွယ်သွားတယ်။ယထာထွက်သွားတော့သူ့ကြံခဲ့တယ်။ကျွန်တော်ကဘာလို့လိုက်မသွားတာလဲလို့လဟန်ချီဟန်နဲ့မေးတော့သူက ကျေးဇူးလို့ပြောဖို့မေ့နေခဲ့လို့လို့ပြန်ဖြေတယ်။ကျွန်တော်နှစ်ယောက်သား sign language မသုံးတယ်။ဘူရာမာဟိုဘက်ဒီဘက်អော်ပြီးစကားပြောနေရအောင်ပါပဲလို့တွေးမိသေးတယ်။ပြီးတော့ဒီတစ်ခေါက်ငါနှုတ်ဆက်ခြင်းတာသူကထပ်ပြောတယ်။ကျွန်တော်စီးရမယ့်ယထာကဝင်လာပြီ။သူကမေးစေကိုလက်နဲ့ထိပ် fly kiss ပေးတယ်လို့လုပ်ပြပြီးကျေးဇူးပါလို့ sign language နဲ့ထပ်ပြောတယ်ကျွန်တော်သူ့ကိုတခုခုပြန်ပြောမလို့လုပ်တဲ့အချိန်မှာပဲယထာကကျွန်တော်တို့ကြားကိုစိုက်လာတယ်ကျွန်တော်ယထာပေါ်တက်ပြီးထိုင်စရာမရသေးခင် သူ့ယထာစိုက်လာတယ်နောက်ကျွန်တော်တို့ယထာနှစ်စီးရဆန့်ကျင်ဘက်နေရာနှစ်ခုကို ထွက်သွားကြတယ်နောက်တော့ကျွန်တော်စာရီပို့နေပေမဲ့ ူပြန်မပြောတော့ဘူးဖုန်းခေါ်လေမကင်တော့ဘူးနောက်နေ့ကနေတော့ဒီလောက်နဲ့ပဲရက်လိုက်ရအောင်နော်အရန်ပြောခဲ့ရလို့ကျေးဇူးတင်ပါတယ်ဆိုပြီးစာပို့လာတယ်ကျွန်တော်ချက်ချင်းဖုန်းခေါ်တော့ तू မကင်တော့ဘူးတော်တော်နဲ့တော့မေ့ရမှာမဟုတ်ဘူးတဲ့စာထပ်ဝင်လာတယ်မမေ့ပါနဲ့မေ့လည်းမမေ့နဲ့နှုတ်လည်းမဆက်ပါနဲ့ အမင်းနဲ့ထက်ထက်ပြီးတွေ့ချင်ပါတယ်။အမင်းမျက်နှာချင်းဆိုင်ထိုင်ရမယ်ဆိုလေအဆင်ပြေပါတယ်လို့ကျွန်တော်ပြန်ပို့လိုက်တယ်။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့တနေ့ကျရင်တော့နင်းမျက်ခင်းပေါ်မှာလှဲကောင်းငင်ကြီးကိုငေးကြည့်ပြီးတယောက်ယောက်နဲ့စကားပြောဖို့လိုလာမှာပဲလေ။မဆွဲနိုင်တော့တာတောင်းပန်ပါတယ်တဲ့။ကျွန်တော်စာပြန်ရိုက်နေတော့ ။ "तू ကျွန်တော်ဘလော့သွားတော့တယ်။ကျွန်တော်လေဆောင်ပွဲကန်းထဲမှာဆက်နေနေရတော့မယ်။ထွက်သွားခွင့်မရသေးခင်ဒီအတိုင်းအချိန်ပြည့်အောင်ဆက်နေနေရတဲ့ဘဝမှာ तू နဲ့တွေ့ခဲ့ရလို့ထက်ပြေစရာစာရီရှိလာတဲ့အကြောင်းကျွန်တော်စာရိုက်နေတော့ဘလော့သွားတာဖြစ်တဲ့အတွက်ကျွန်တော်ပြောခွင့်မရလိုက်ဘူး။ဘူရာရောက်တိုင်း သူအိမ်ပြန်နေကြတဖက်ချမ်းကိုကျွန်တော်ငေးကြည့်ဖြစ်တယ်ကျွန်တော်မပြောလိုက်ရတဲ့စကားတွေပြောပြခြင်းလို့ပါပဲဒါပေမဲ့ तू ကတော့ကျွန်တော်အိမ်ရှိတဲ့ဘူရာမှာဘတော်မှအစင်အတက်မလုပ်တော့ဘူးဆုံးဖြတ်လိုက်ပုံရပါတယ်တခါတလေတော့သူ့ဘဝမှာပထမဆုံးဆွဲထားဖို့ကြိုးစားခဲ့တဲ့သူက ကျွန်တော်မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်ကျွန်တော်လည်းချီနောင်ခံရမှုတွေကို မကြောက်ရွံ့တတ်အောင် သင်ယူနိုင်မှုကြိုးစားနေရပါတယ်ဟုတ်ကဲ့ပါစိုင်းစရာဩဂတ်စတင်တို့ရဲ့ဘူရာယုံမှာလက်ပြနှုတ်ဆက်ခဲ့ရတဲ့ညက်နေတွေအကြောင်းဆိုတဲ့ခံစားမှုရတ္တပါတဲ့ဝတ္ထုတူလေး ကျွန်တော်ຫນွေလင်းရန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့သူတွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြေကြပါစေ။